လိုဒီနေ့တော့တောင်ရိန်နာနဲ့သမီးလေးနဲ့သက်ကြွေလာထင်မာရလောက်အောင်အရန်ကိုလှကြချောကြတဲ့ပုပ်ဥလူမျိုးတွေရဲ့မိပရိသားလှဲ့ပွဲပဲဖြစ်ပါတယ်။တရင်ချွတ်လာပြေကြောင်းအရင်ဖပြီးတော့ဒီဖះအကြောင်းနဲ့ဘုန်းကြီးအကြောင်းအကြောင်းနေမှာပေါ့နော်။ပေါမိုးနေကအဖပြုတ်ပြီးတော့ဖះပွဲတွေဖတယ်။ပေါမိုးနေကလည်းအရန်စီရပေါ့နော်။ပေါမိုးနေပွဲလည်းမသွားလဲရဘူး။ ပြီးတော့ဒါကတော့နောက်ဆုံးဓမ္မရန်နာပွဲကျောင်းပွဲဖြစ်ပါတယ်အဲပိုးလူမျိုးတွေကဒီသတင်းချုပ် BB ဖိုရာနဲ့အများစုကအအလုတ်တွေမလုတ်ကြတော့ဘဲနဲ့ပေါ့နော်ဖေဖုန်ကြီးចောင်းနေတက်ကြတယ်လို့ပြောကြတယ်အဲဒါကတော့ရွာအလိုက်လှဲ့လေကြတဲ့အပိုးလူမျိုးတွေပေါ့နော်ဒီအပိုးအပြိုလေးတွေလူပြိုလေးတွေကဒီမီးဖက်ကြကိုပါတဲ့ပိုးအပြိုလေးတွေလူပြိုလေးတွေကလည်း အဲပြောရမယ်ဆိုရင်အပြူလူပြုံမှဒီမီးဖက်ကြောင်ကိုလှဲ့ရတယ်လိုက်ရတယ်လို့ပြောရဲပေါ့နော်အရန်ကိုဖီကားပြီးအရန်ကိုလူများတယ်ဒီတိယတာကပထမအဆုံးတုံပူးတဲ့ပွဲဖြစ်ပါတယ်ပြီးတော့လေမင်းမြင်သမျှအကုန်လုံးကလည်းချော့ချော့လှလှလေးကြီးပဲပြီးတော့လူကြီးလူငယ်ကလေးလူလတ်မရွေးပေါ့နော်ဒီမှာပြောကြပါကြကကြတယ်ပေါ့နော် သူကရွာ3 4ရွာ5ရွာလောက်ပါတယ်လို့တော့ပြောတယ်ဒီဖះចောင်းဝင်းရဲကိုကြောက်သွားပြီဆိုတာ ਨੇ ပြန်ပြီးတော့ဒီဓမ္မရဲနာဘုံကြီးចောင်းကိုတစ်ဖက်အဲသုံးဖက်ပေါ့เนาะသုံးဖက်ပြန်ပက်ကြတယ်ပေါ့เนาะသုံးဖက်ပြန်ပက်ပြီးတော့ရင်เนาะအကုန်လုံးကဒီလိုအဲတရားနာကြတယ်တရားမနာခင်မှာဘာလုံးကြလဲဆိုတော့ကကြခုံကြပျော်ကြပါကြတယ် ဒါခဏလိုပဲပေါ့နော်ဒီဖះเจ้าကိုဘုန်းကြီးเจ้าကိုအဲသုံးဘက်ပတ်ပြီးတော့သူတို့တွေနေရာယူကြတယ်ပြီးကြတော့တချို့ကလည်းအရှိမဖက်ပြီးတော့ကနေကြတယ်တချို့ကလည်းဓမ္မယုံထဲမှာသွားပြီးတရားနာဖို့အဖင်သေးဖောက်နေကြတယ်ပေါ့နော်အာနဲတဲ့လူအုပ်ကြီးမဟုတ်ဘူးတတိယဒါပထမဝန်းကြုံဘူးပြီးတော့လုံးဝတခြားကဘာကိုရောက်သွားတဲ့အတိုင်းပဲအရန်ကိုများတဲ့လူအုပ်ကြီးကိုဒီမှာတွေးလိုက်ရတာပြီးတော့ဒီမှာတတိတို့ပထမဖုန်းတတိကြုံရတဲ့ဟာလေးကိုပြောပြမယ်နော် ဒါကတော့တရားနာဖို့ဖောင်နေရပအိုးမချောချောလေးနေပေါ့နော်အထက်ထဲမှာတရားနာသနီတလို့အရှိမလည်းဒီတိုင်းနေဖြစ်နေပေါ့နော်အော်ဒီထဲမှာဘာလို့ဖပင်လာညက်တာလဲတော့ဒီဒီမသိဘူးပေါ့နော်အဲ့ဒါ ဘလို့လည်းမသိဘူးဒီမှာမီးရှူးလွတ်ကြတယ်ဒီလိုမီးဖော့ကြတယ်အပြီးရင်တော့မီးဘုံလေးတွေလွတ်ကြတယ်မီးဘုံလေးတွေကဟို free ဝင်နေတယ်လို့လည်းပြောတယ်ပေါ့နော်ဒါပေမဲ့တတိတော့မရခဲ့ဘူးအဲဒါလေးကြတော့မီးဘုံလွတ်တယ်အပျော်တဲ့မီးဘုံသေးသေးလေးအရင်အရင်လွတ်တယ်ပေါ့နော်ပြီးရင်တော့သူတို့ကမီးဘုံအကြီးတွေကိုအတရွာနဲ့တရွာမတူဘူးပေါ့နော်လွတ်ကြတယ်ပေါ့ဒါကတိတိရဲ့ပထမဘုံကြုံရတဲ့ first experience မှာ အရန်လဲပျော်ဖျားကောင်းတယ်အာအရန်လဲရင်တုံရတယ်ပေါ့နော်ဒီမှာရှိရဲ့မြို့သူမြို့ကန်မြို့မြို့သားတွေကတော့အားလုံးကဒါလုံးဝ easy going ဖြစ်နေတာပေါ့နော်တကယ်လဲအရန်ပျော်ဖို့ကောင်းပါတယ်တဖောင်နိုင်မရောက်ခင်တဖောင်နိုင်ရဲ့အရာတာကိုပထမအဖို့ထိတွေ့လိုက်ရခြင်းဖြစ်ပါတယ်တတီယာဒီပွဲလေးကိုသိသွားပြီဆိုရင်တော့နောက်နှစ်ကျရင်တော့ပထမဖုံးပါမိုးနဲ့ပွဲရည်ဖပြီးတော့ပွဲတိုင်းကြောင်းတန်းကိုတက်မယ်လို့ဖိတ်ခွန်းထားတယ်။ကြည့်နောက်နှစ်မှာတွေ့မယ်။